ိုင်းကြတာပေါ့စိတ်တိုင်းကြတာစိတ်တိုင်းကြတာပေါ့မမတို့ဟိုဝေချင်တာပဲဖြစ်ဖြစ်ရောင်းချင်တာပဲဖြစ်ဖြစ်မမတို့ဒီဒီဇိုင်းမဆိုင်တော့ဝေမောင်းနောက်ဆိုင်ချိန်မှာပဲဖြစ်ဖြစ်အကုန်လုံးကိုသူအဆင်ပြေအောင်လုပ်ပေးတယ်အဲ့လိုလို့နေလဲမမတို့တွေဝေခဲ့ကြတယ်လုပ်ခဲ့ကြတယ်နောက်ဆုံးကြတော့အခုကြတဲ့ခါကျတော့အချိန်နဲ့ကြလာတဲ့ခါကျတော့မိသားစုမိသားစုလို့ဖြစ်သွားအဲ့လိုဖြစ်သွားတာဟုတ်မမမောင်ကကြတော့ကိုညီမအရင်လိုဖြစ်နေရဟိုဆိုင်ရှင်နဲ့ဈေးဝယ်လို့ကိုမဟုတ်တော့ဘူးပေါ့နော် မိသားစုလိုကိုဖြစ်နေတာထိတ်တန်းဒီမောင်နှမညီမတွေပေါ့ဟုတ်ကဲ့အဲ့လိုဖြစ်ညီမတွေထိတ်တန်းနဲ့ပတ်သက်ပြီးတော့လေဒီညီမတွေကဒီမှာပဲလာပြီးတော့ส่งကြတာส่งကြတာဒီမှာပဲခင်ကြတယ်ဒီမှာပဲရမ်းရင်းကြီးတွားကြတယ်ညီမတို့ဝယ်တယ်သူကလည်းမိတ်စုမှုဆိုတာမသူလဲအမကလည်းမိတ်ခင်ဆိုတာမသူလဲသိချင်းကြတာအမတို့တရက်ကြောက်ဒီမှာส่งကြတာဟောအော်ဒီ night ဆေးတွေမှာဝယ်ကြတာဘူးတွေဘူးတွေဆိုတာညီမတို့ကအချိန်ကြမှာတွေ့ဖို့ကြတာဟုတ်လားပြန်ဘူးတဲ့ချက်မှာလည်း ကြိုက်ရင်လည်းဒီညီမလေးယောက်ကဒီပစ္စည်းတစ်ခုဆိုလို့ရှိရင်အတူတူပဲပစ္စည်းတစ်ခုကိုလည်းအကြိုက်တယ်တူကြတာအဲ့လိုက်စေးတိုင်းမှာအမားတို့ကလေနှစ်ယောက်ကလေအတယောက်နဲ့တယောက်မသိခင်တော့လူဝယ်ကြရအောင်အဲ့ဒါကြောင့်အမားတို့ရေးအားလို့ရှိရင်မိသားစုလိုက်ကိုယ်ပဲမိသားစုဒီဝင်မိသားစုလိုက်ကိုစုံကြရတယ်ချိန်ပေးကြရတယ်အဲ့လောက်ထိကိုအမားတို့ကရင်းနှီးသွားကြတယ်စိန်ဝယ်မှဒီမှာကျွန်တော်မဟုတ်ဘူးတခြားစီပါရေးရောလူမှုရေးရောဒီမားတွေပေါ့နော်တောင်းတဲ့အောင်အိမ်အောင်ရေးလေးတွေရှိလို့ရှိရင်လည်းတောင်းတဲ့တယောက်ကစိုးတိုင်မင်းကောင်းတိုင်မင်း အလိုကိုဒီမှာစုံပြီးတော့မှအဲ့လိုချစ်သွားကြတယ် hot pot hot pot so yin sin food see food city hot pot hot pot so see food see food city ya da shi sa lo ka see food see food city မနက်မယ်မအေးဆုံးပါရှင်မအေးခိုင်မာကဲပြောကဲလာပေးပြတာဆိုအများနဲ့လာပေးပြပါပဲ မမနဲ့ကတော့ခုနှစ်နှစ်လောက်တော့ရှိပြီ။ဟိုကဟိုဆယ်နှစ်လောက်ရှိပြီ။တို့ခံစားချက်လဲဆိုတော့စိတ်တိုင်းကြတာပေါ့စိတ်တိုင်းကြတာစိတ်တိုင်းကြတာပေါ့မမတို့ဟိုဝေချင်တာပဲဖြစ်ဖြစ်ရောင်းချင်တာပဲဖြစ်ဖြစ်မမတို့ဒီဒီဇိုင်းမဆိုင်တော့ဘူးမမတို့နောက်ဆိုင်ချိန်မှာပဲဖြစ်ဖြစ်အကုန်လုံးကိုသူအဆင်ပြေအောင်လုပ်ပေးတယ်အဲ့လိုလိုနေလဲမမတို့တွေဝေခဲ့ကြတယ်လုပ်ခဲ့ကြတယ်နောက်ဆုံးကြတော့အခုကြတဲ့ခါကျတော့အချိန်နဲ့ကြလာတဲ့ခါကျတော့မိသားစုလိုမိသားစုလိုဖြစ်သွားတာအဲ့လိုဖြစ်သွားတာဟုတ် မမမောင်ကကြတော့ကိုညီမအရင်လိုဖြစ်နေရဟိုဆိုင်ရှင်နဲ့ဈေးဝယ်လို့ကိုမဟုတ်တော့ဘူးပေါ့နော်မိသားစုလိုကိုဖြစ်နေရထိတ်တန်းဒီမောင်မမညီမတွေပေါ့ကျဲအဲ့လိုဖြစ်ညီမတွေထိတ်တန်းနဲ့ပတ်သက်ပြီးတော့လေဒီညီမတွေကဒီမှာပဲလာဆုံကြတာဆုံကြတာဒီမှာပဲခင်ကြတယ်ဒီမှာပဲရမ်းရင်းကြီးတွားကြတာ အဲ့လိုဟုတ်တယ်အဲ့လိုမျိုးအဲ့လိုက်ဆေးတွေမှာလေမတော့ဝဲတယ်သူကလည်းမိတ်ဆုမို့ဆိုတော့ဘာသူလဲအမကလည်းမိတ်ခင်ဆိုတော့ဘာသူလဲတီးချင်ကြတာအမတို့တရက်ကြတော့ဒီမှာစုံကြအော်အော်ဒီလိုက်ဆေးတွေမှာဝဲကြတာဘာသူလဲဘူးလေဆိုတော့အမတို့ကအချိန်ကြမှာတွေ့ဘူးကြတာဟုတ်လားတွေ့ဘူးတဲ့ချိန်မှာလည်းကြိုက်ရင်လေဒီညီမလေးယောက်ကဒီပစ္စည်းတစ်ခုဆိုလို့ရှိရင်အတူတူပဲပစ္စည်းတစ်ခုကိုလည်းအကြိုက်တူကြတာပေါ့ အဲ့လိုက်စေးတိုင်းမှာအမတို့ကလေနှစ်ယောက်ကလေအတယောက်နဲ့တယောက်မသိခင်တော့လူဝယ်ကြရအောင်အဲ့ဒါကိုအခုကဒီစဲဒီဝယ်စဲဒီဝယ်လေမနဆွဲဝယ်အဲ့ဒါဟိုတနေ့ကလည်းအဲ့လိုပဲပွင့်ကောက်နှစ်ကလေးကြည့်ထားတာအမ်ပုံဆက်ပြီးတော့မေးလိုက်တဲ့ခါကျတော့ပုံယူသွားပြီးရဲ့ဆိုတော့ကိုညီမနှစ်ယောက်ဖြစ်နေတော့ညီမတစ်ယောက်ကပြောစရာမရှိပါအကြိုက်တယ်အကြိုက်တူတာကိုပြောချင်တာသူ ုံဝယ်တော့မယ်ဆိုလို့ကြည်ထားပြီးဆိုလို့ရှိရင်လည်းအဲဒီဥစ္စာလေးကြိုက်လိုက်တာလို့ကြည်လိုက်လို့ရှိရင်အဲဒါမပုံယူထားပြီအဲအဲ့လိုမျိုးပဲညီမနှစ်ယောက်ကကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ပေါ့နော်ဟုတ်ပြီးတော့စိတ်စိတ်ထားလေးရလည်းတူကြတယ်မမတို့ကလေအေးဆေးဆေးနဲ့ပုံမလေးလေးနဲ့အဲ့လိုမျိုးသွားကြတဲ့လူဆိုပေါင်းပြီးကြတယ်အဲ့လိုမျိုးတခါလေကြရင်မမတို့ အားလို့ရှိရင်မိသားစုလိုက်ကိုယ်ပိုင်မိသားစုဒီဝဲမိသားစုလိုက်ပြီးစုံကြတယ်ချိန်ပေးကြတယ်အဲ့လောက်အထိကိုမတော်ကရင်းပြီးသွားတာစိန်ဝယ်မှဒီမှာကျမမဟုတ်ဘူးတခြားစီပါရေရောလူမှုရေရောဒီမားတွေပေါ့နော်တန်းတောင်အိမ်ဆောင်ရေးလေးတွေရှိလို့ရှိရင်လည်းတောင်းတဲ့တယောက်ကစိုးတိုက်မင်းကောင်းတိုက်မင်းအဲ့လိုကိုဒီမှာစုံပြီးတော့မှအဲ့လိုချစ်သွားကြတယ်အဲအမားတို့အတွက်ကတော့ထိတ်တန်းဆိုတာအများထဲမှာပဲ မတို့လေမတို့တက်ရှိရှိရှိလို့ပြောကြည့်ပါเนาะမတို့ဒီထိတ်ကြောက်ကိုအရင်အားပေးနေမှာပေါ့เนาะတင်းတင်းလေးပဲဝယ်ဝယ်အကြီးပဲဝယ်ဝယ်ပေါ့မတို့လက်ဆောင်ပေးရပဲဖြစ်ဖြစ်ဒီမှာပဲပါပဲဝယ်ဖြစ်တယ်ပေါ့